မင်္ဂလာပါရှင်။မက်လ25ရက်အင်္ဂါနေ့အတွက်ရွှေရံကုန်းရဲ့လှလှချာချာရံကုန်တည်မြောက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တွန်ဒေးမြို့နယ် MD ကျေးရွာတွင်အိမ်အောင်စုစည်ရင်နဲ့နိုင်ငံသားစစ်စီကပ်ပြားများကွင်းစင်ဆောင်ရွက်တဲ့တည်တွင် ရန်ကုန်တိုင်းဒေသကြီးတွန်တေခရိုင်တွန်တေမြို့နယ်ရွှေလေးချောင်းတွန်တေကျေးရွာအုပ်စုတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနမှလူမှုဘဝပြည်စုံဖို့နိုင်ငံသားကကိုင်စားစုစားပုံနှင့်အညီဘန်ကင်းစီမံချက်အစဉ်အသုံးဖြင့်ကျေးရွာတွင်အိမ်နောက်စုစည်းင်းနှင့်နိုင်ငံသားစီစီကပြားများကိုမတ်လ24ရက်နေ့နဲ့စေနာရီက MD ကျေးရွာဖုံးတော်ကြီးချောင်းဓမ္မယုံမှကွင်းစင်ဆောင်ရွက်ပေးကြောင်းသိရပါသည်။ ဘန်ခဲစီမံချက်အစဉ်အသုံးဖြင့်အသက်၁၈နှစ်နဲ့အထက်နိုင်ငံသားစီစီကပြမရှိသူများအားအောက်တိုဘာလ31ရက်အထိဆက်လက်ဆောင်ရွက်ပေးတော်မှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့တွန်ဒေတာကပေးပို့ထားပဲဖြစ်ပါတယ်။ဆလတ်တင်ဆက်ပေးမှာကတော့အမှန်ကအခြေခံပညာအလေးရန်ကြောင်းရန်ကင်းရဲ့၁၇ချိန်မြောက်အอสတြေးလျပူဇော်ဝဲကျင်းပတဲ့တဲ့တင် ရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်အမှတ်၅အခြေခံပညာအလဲတန်းကျောင်းရဲ့ကျောင်းသားကျောင်းသူဟောင်းများစုပေါင်းရေးစက်တစ်ချိန်မြောက်အာစတြေးလျပူဇော်ပွဲကိုမတ်လ23ရက်နေ့နဲ့9နာရီကရန်ကင်းမြို့နယ်အမှတ်၅ရပ်ကွက်တမိကဓမာယုံမှကျင်းပကြောင်းသိရပါတယ်။အခမ်းအနားတွင်စက်တစ်ချိန်မြောက်အာစတြေးလျပူဇော်ပွဲကျင်းပရေးကော်မတီမှကျောင်းသူဟောင်းဒေါ်လွင်မအောင်ကနှုတ်ခွန်းဆက်စကားပြောကြားပြီးတော်ဤတင်စားက၁၇ချိန်မြောက်အာစတြေးလျပူဇော်ပွဲကျင်းပပြုလို့ရခြင်းကိုရှင်းလင်းပြကြပါရစေ အဲ့ဒီနောက်တက်ရောက်လာကြတဲ့ចောင်းသားចောင်းသူဟောင်းများကအပူဇော်ကန်ចောင်းဆရာဆရာမကြီးများဆရာဆရာမများအားကရော့ငွေများဖြင့်ကရော့ကြပါတယ်။အဲ့ဒီနောက်အငိမ့်စားចောင်းဆရာမကြီးဒေါအေးညွန့်ကစုံမဩဝါဒစကားပြောကြပြီးចောင်းသူဟောင်းဖြစ်သူဒေါအုံမမိုးကကျေးဇူးတင်စကားပြောကြကြောင်းသိရပါတယ်။ ဆရာကြီးဆရာမကြီးများကိုကရော့ငွေကျပ်တသိန်း9000နှုန်းစီဖြင့်စုစုပေါင်းကရော့ငွေကျပ်153သိန်းကရော့ကြာကအခမ်းအနားမတက်ရောက်နိုင်တဲ့ဆရာကြီးဆရာမကြီးများအားအိမ်နိုင်ရာရောက်သွားရောက်ကြတော့မှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့လှလှထွေးကပေးပို့လာတာပါ။ထပ်မံတင်ဆက်ပြီးပါကတော့အာရှဗလာဘောလုံးပြိုင်ပွဲတတိယအဆင့်ခြေစစ်ပွဲအုပ်စုပထမပွဲစဉ်ဖြစ်မြန်မာနဲ့အာဖဂန်နစ္စတန်တို့ရန်ကုန်တူဝနာကွင်းတွင်ရှင်ပြိုင်ကစားမယ်ဆိုတဲ့သတင်း။ 2020ခုအာရှဖလားဘောလုံးပြိုင်ပွဲရဲ့တတိယအဆင့်ခြေစပွဲအုပ်စုပထမပွဲစဉ်အဖြစ်မြမလက်ရွေးစဉ်အမျိုးသားဘောလုံးအသင်းနဲ့အာဖဂန်နစ္စတန်အသင်းတို့ရန်ကုန်မြို့ရှိသူဝနာအကစားကွင်းမှာမတ်လ25ရက်တွင် ရှင်ပြိုင်ကစားမှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါအာရှဖလားဘောလုံးပြိုင်ပွဲတတိယအဆင့်ခြေစပွဲများကို ယခု2025ခုနှစ်မတ်လမှ2026ခုနှစ်မတ်လအထိတနည်းကြာကျင်းပတော်မှာဖြစ်ပြီးမြန်မာအသင်းအနေနဲ့ဆီးရီးယားအာဖဂန်နစ္စတန်ပါကစ္စတန်အသင်းတို့နဲ့တအုပ်စုရဲကြာရောက်ကရှင်မဲကစားရမှာဖြစ်ပါတယ်။ ဥမျိုးလိုက်ဝင်ကနေပြချုပ်အဖြစ်ဆက်လက်ကိုင်တွင်နေတဲ့မြမလေရွေးစင်အတင်ကိုလက်ရှိမှာကစားသမား26ဦးဖြင့်ဖွဲ့စည်းထားပြီးဝင်းနိုင်ထွန်းဝေလင်းအောင်စတဲ့ကစားသမားအချို့ထံရပြတနာကြောင့်ယခုခြေစပွဲနဲ့လွဲချော်နိုင်မွေရှိနေကြောင်းအဆိုပါခြေစပွဲကိုညနေ4:45မိနစ်မှာစပြီး MRTV HD Channel, MRTV Parliament Channel, MRTV Entertainment Channel နဲ့မြမအသံရေဒီယိုတို့မှာတိုက်ရိုက် live ရေကူးထုတ်လင်းမှာဖြစ်တယ်လို့သိရပါတယ် ရှင်ပရိသတ်များရှင်ကျမတို့ရှင်ကိုမီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွေမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်ရှိရှိပေးခဲ့ကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်